ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရေတမီးပိုက်ရမ်းစာနေပြီတမီးစားဖို့ထမင်းခိုးလိုက်ရမလားချွေးမညီးတီနဲ့ပိုက်စာတာမမြန်လွန်းလားမသိရထားနောက်ကြတော့မလို့ပဲအကုန်လုံးထမင်းဝိုင်းကိုရောက်လာပါစေအဲ့ဒီတော့မှထမင်းခိုးရမယ် ဖះရေဘလို့အစင်လာမှန်းကိုမသိဘူးရခမအင်ကတအိမ်သားလုံးထမင်းစပွဲကိုမရောက်လာမချင်းနောက်လူကထမင်းစားခွင့်မရှိဘူးငါမှပိုက်အရန်စာနေပြီထမင်းသုံးနှက်စာ အခုတခါတည်းစားပြစ်ချင်းစိတ်ပေါက်နေတယ်ဧကရီထမင်းစားခြင်းလို့မေးတယ်ပေါ့ဒေါသစားကဘာလို့ဒေါသထွက်ရတာလဲဧကရီကအမှားတစ်ခုခုလှုပ်ထားလို့ထမင်းမရတာလားဒါမှမဟုတ်ဘိအเจ้าရင်ကတခြားလားဆိုတာဆက်ပြီးတော့ကြည့်လိုက်ကြရအောင်မနေ့စောကနာယီမှာဧကရီကမနေ့စာပြင်ဆင်နေတဲ့အချိန် ထမင်းစားသမီးမှထိုင်နေကြတဲ့တိန်သားလုံးကမိဖို့ကြောင့်နဲ့ကိုပင်ချောင်းနေကြပါတယ်။အခုချိန်ထိမြေချွေးမလေးရဲ့ပကံတွေမြေတမ်းမဲ့ကြားနေရသေးတယ်။ခင်းချက်တာမှုရဲ့အနှံ့အောင်မရသေးဘူး။အဲ့ဒီလိုဆိုမနက်ခွန်းနာရီထိမနက်စာတော့ရမှာမဟုတ်ဘူး။အခုခေတ်ချွေးမတွေကထမင်းချက်ချွေးတဲ့အချိန်ကသတ်မှတ်ထားတယ်ဆိုတာမရှိဘူး။ Gas မီးပိုတော်ဖွင့်ထားလားမဖွင့်ထားလား။စစာရေးသွားကြည့်စမ်း။ဒေါ်စန်းစားကထမင်းဝိုင်းကနေထပြီးမိဖို့ကြောင့်လေးလာကြည့်တဲ့အခါမှာဘေးစင်ထဲမှာညကစားပီးသားပကံတွေမတိုက်ရသေးပေ ပုံနေပါတယ်။ gas မိဖို့ပေါ်မှာနှူးဦးကိုတိတ်ထားပြီးဘေးဘက်မှာအီဂရီကဟင်းသီးရွက်တွေကိုလှီးနေခဲ့ပါတယ်။ဒီနေ့တော့အိမ်ရထတာနောက်ကျသွားတယ်။ခုနှစ်နိုင်ထိုးလို့မှသမင်းစပွဲဝိုင်းပေါ်မနှက်စာမရောက်ပြဿနာတက်ကုန်မယ်။အီဂရီရဲ့မြ мян တာလောက်တော့ဟင်းအေဂရီကမြင်မြန်ပဲခဝဲဒီကိုလှီးနေတဲ့အခါဒေါ်စစားကပြောခဲ့ပါတယ်။ချွေးမရေငါတို့စိတ်တွေနွားတွေများမှတ်နေလားယင်ခဝဲဒီကိုခုနမနွားပဲလှီးနေတာ မနက်စာတော့ဒီလိုမျိုးချက်ပြုတ်ကျွေးနေမယ်ဆိုရင်သုံးနက်စာထမင်းဘလို့တွေချက်ပြုတ်ကျွေးမလဲတော့မသိတော့ပါဘူး။စိတ်နွားတွေတော့ပြောရင်လည်းမမားပါဘူးအကုန်လုံးကသုံးနှစ်စာထမင်းကိုအများကြီးစားချင်ကြတာမနှက်စာတော့ပေါပေါပါပါမစားချင်ကြဘူးတခါတည်းတဝကြီးကိုစားချင်ကြတယ်ပြီးမှအစာချေစေးတောက်ရရင်တောက်ရပါစေဆိုတဲ့အမျိုးချွေးမညီတခုခုများပြောလိုက်သေးလားရှင်မဟုတ်ပါဘူးအမေတမင်းပြောနေတာလေခဝဲသေးကအရန်လက်တော့အခွန်နွားစရာမလိုဘူးလို့ အခွန်လေးနဲ့ဟင်းချက်လိုက်မှအရသာကောင်းသွားတာအမေရဲ့ချွေးမညီငေါ့စားပြတ်မတင်နဲ့ငါညီရဲ့ရခမညီကငါရခမမဟုတ်ဘူးနားလဲပြီလားညီတီနဲ့အိယာထတာနောက်ကျသွားလို့အချိန်မြန်မြန်ရအောင်ဒီလိုတွေလုပ်နေတယ်ဆိုတာငါကောင်းကောင်းသိတယ်ခဝဲတိအခွန်လေးနှွားအမအောင်များအเจ้าမြချက်တွေပေးနေလိုက်တာတခါတခါကြရင်ရခမရခမဆိုတာထက် CID လို့ငါမြင်မိတယ်ကိစ္စသသေးလေးကိုလည်းအကြီးကြီးလောက်ပြောတယ်အေဂရီကစိတ်ဆိုးဆိုးမျက်နှာကြီးနီနေပြီး အခုအနွားရဲ့အတန်းနဲ့ခဝဲသည်ရဲ့အခွန်ကိုနှောလိုက်ပါတော့တယ်။ဖျားဖျားချွေးမရေခဝဲသည်ရဲ့အခွန်ကိုအလောက်ထူကြီးတွေလှီးလိုက်အသားမကျန်တော့ဘလို့ဟင်းချက်လို့ရမှာလဲ။ဘလောက်တော့အသားတွေလှီးထုတ်လိုက်ပြီလဲဆိုတာကြည့်အောင်အခုလှီးလိုက်တဲ့လောက်ကဟင်းတစ်ခွက်စာချက်လို့ရတယ်သိလား။ဖျားရေမနှက်စာပြင်နေတာနောက်ကျတဲ့အထဲရောက်ခမကြီးကခေါင်းလောင်စားနေတယ်။ခုနနိုင်ထိုးလို့မှမနှက်စာရောက်မလာရင် အကုန်လုံးရဲ့ပြောဆိုလဲခံရအောင်မယ်။မသိငါဘဝရောက်ခမအိမ်မှာ ထမင်းသုံးနှက်ဆောင်ချက်ပြုတ်ကြွရဖို့ဖြစ်လာတယ်လို့ပဲချွေးမဒီအခွန်နွားတဲ့အတန်ငောက်ပေးချွေးမဟင်းသင်းရက်တွေကိုတားနဲ့ပဲလီအမေဒါနဲ့ခဝဲသီးကိုလင်းရင်အနေဆုံးတနားလောက်ကြာသွားမယ်တက်လာနဲ့မမောင်တို့ကိုလည်းမနှက်စာပြင်ပေးရအောင်မယ်ခုနှစ်နိုင်ခွဲဆိုရင်ကြောင်းကားလာမှလီချွေးမအဲ့ဒါကြောင့်ညီကိုငါပြောတာပေါ့ညကျန်တဲ့ထမင်းပကံနဲ့ချက်မထားနဲ့လို့ပြောတာပေါ့ပကံနဲ့အိုးတွေတိုက်ချော့မိဖို့တန်ရှင်းလောက်ပြီးမှအဲ့လေမိဖို့ကြောင့်လည်းတန်ရှင်းမယ် မနက်ကြအချိန်မမှန်နဲ့လည်းမနက်စာပြင်ဖြစ်သွားမယ်။အမေအမေမြမြအသီးရွက်တွေလှီးပြီးချက်ပေးမယ်။ချွေးမဟိုဘက်မှာကျုံနေပြီးပလာတာလုပ်လိုက်။တခါရဲ juice ဖြော်ပြီးတော့ salad တွေပါပြင်လိုက်။ဟုတ်ကဲ့မေဒီနေ့တော့နေမင်းကြီးကအနောက်အရက်ကနေထွက်တယ်နဲ့တူတယ်။အမေဒီနေ့ဟင်းဝင်ချက်နေတယ်။သမင်းချက်ရမယ်အချိန်၃ချိန်လုံးတတ်မှတ်နေလို့တလောက်သဘောကောင်းပြနေတာ။အေဂရီဟာကျုံမြမြနေလိုက်ပြီးတော့ gas မီးပူပေါ်မှာမကက်အိုးတင်ပြီးမီးပြင်လိုက်ပါတယ်။ဒီအိုးပူဖို့အချိန်ကြောင်းမယ်။ အဲ့ဒီအချိန် juice ဖြော်ပြီးတော့နောက်မှ slug ကိုလှီးထားလိုက်မယ်။ juice ဖြော်ဖို့အတွက်ရေခဲတစ်ကြာဖွင့်လိုက်တဲ့အချိန်ရေခဲတစ်ကြာလေးကနေချင်းဆုပ်ဆုပ်အနံ့ကြီးတစ်ခုကမိဖို့ကြောင့်လေးမှာပြန်သွားပါတော့တယ်။အဲ့ဒါနဲ့ဒေါသသားကနှာခေါင်းကိုလှမ်းပိတ်လိုက်ပါတော့တယ်။ဖေယားဖေယားချွေးမကြီးရေခဲတစ်တာထဲမှာပါရီထက်ပြီးပုတ်အောင်ထထားရလေ။ဒါတော့ပုတ်စော်နန်းနေတာဘာကြီးလဲ။ဒေါသသားကရေခဲတစ်တာလေးလှမ်းကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ရက်ခရဲကချက်ထားတဲ့ပင်းဟင်းနဲ့ဟင်းကျင်းတွေကိုတွေ့တဲ့အခါမှာအိုလိုက်ပါတော့တယ်။ချွေးမဒီပင်းဟင်းနဲ့နှုတ်ခဲဟင်းဆိုတာလွန်ခဲ့တဲ့နှစ်ရက်ကချက်ထားတာလေ။နှစ်ရက်တောင်ရှိနေပြီးရေခဲတက်တာထဲမှာဘာလို့ထားရလဲ။ငါနှစ်ဦးပဲကပြောထားလဲ။ထမင်းဟင်းကိုသုံးနှက်လုံးလက်လက်ဆက်ဆက်ချက်ပြုတ်ပြီးစားရမယ်လို့ပြောထားတယ်မလား။ထမင်းတွေမကြောက်အတိုင်းတာနဲ့ဘာလို့မချက်တာလဲပြော။အမေရဲ့သမီးလည်းအားလုံးအတွက်တိုင်းတာပြီးထမင်းချက်တာပဲ။ဒါပေမဲ့တနေ့ကမက်လေးကအပြင်းအထန်ထမင်းစားလာတဲ့ခါကျတော့ ။ချန်ထားတဲ့ထမင်းတွေကကျန်သွားတာလေ။မပြစ်ချင်တာနဲ့နောက်နေ့နှွေးပြီးစားမယ်ဆိုပြီးရေခဲတက်တာထဲမှာတိန်းထားလိုက်တာ။ချွေးမငါအရှိမတီလို့လိန်ညာပြီးပြောဆိုတာတွေလာမလုံနဲ့။မိဖို့ကြောင့်မှထမင်းအကျန်နာတွေထိုင်းမိဖို့ကြောင့်ကစက်တည်ရင်မရှိဘူး။နောက်တစ်ခါမိဖို့ကြောင့်ထဲမှာဟင်းအကျန်တွေငါမမြင်မိစေနဲ့နားလဲပြီလား။ဟုတ်ကဲ့ပါမေ။အဲ့ဒီချိန်မိဖို့ကြောင့်မှဘေးညီလာတဲ့အခါအေဂရီရဲ့နှလုံးခုန်တဲ့တွင်လည်းမြန်လာခဲ့ပါတယ်။ချွေးမရေ၆နိုင်ခွဲနေပြီနော်။ ညီစီမှာမနက်စာထမင်းစပွဲဝိုင်းပေါ်ရောက်လာဖို့နိုင်ဝက်ပဲချိန်ရှိတယ်။15မိနစ်နဲ့ bell နောက်တစ်ခါမြည်မယ်။9နာရီထိုးရင်နောက်တစ်ခါမြည်လိုက်မယ်။ခုနနိုင်ထိုးတာနဲ့ထမင်းစပွဲဝိုင်းပေါ်မှာမနှက်စာရောက်လာတာမြင်ချင်တယ်နော်ဟုတ်ကဲ့ပါမေဒေါ်စာစာကထမင်းစားစပွဲဝိုင်းမှာသွားထိုင်လိုက်ပါတယ်ဧဂရီကဆက်ရုပ်တရုပ်လိုလက်နှစ်ဖက်နဲ့ထမင်းဟင်းတွေကိုမြဲမြဲချက်နေပါတော့တယ်ဒေါ်စာစာကသူ့အိမ်မှာထမင်းဟင်းသုံးနှလုံးချက်ရမယ်ဆိုတဲ့စီကံချက်ကိုထုတ်ထားပါတယ်မနှက်ခုနနိုင်ဆိုမနှက်စာ နိလိန်စာက တနအီဝင်းနေညစာကတော့၈နာရီလို့သတ်မှတ်ထားပါတယ်။အဲဒီချိန်မှပဲထမင်းစားရပါတယ်။သတ်မှတ်ထားတဲ့အချိန်မှပဲအကုန်လုံးရောက်လာရပါမယ်။အချိန်နဲ့မရောက်လာတဲ့သူဆိုရင်အဲဒီအချိန်အတွက်ထမင်းဟင်းမရပါဘူး။15မိနစ်ပြီးတဲ့အခါမှတော့ဖျားရေ15မိနစ်ကပြည့်နေပြီ။ဘလာတာတွေကမီးပေါ်မှာမကြုံရသေးဘူး။လောလောဆယ်ဂျူးစ်ကိုပလန်တာနဲ့ဖြော်နေတဲ့အချိန်ဆလတ်ကိုလီးထားလိုက်မယ်။အမေရဲ့သဘောအရဆို ထမင်းဟင်သုံးနဲ့စလုံးတခါတည်းချက်ခံပြီးတခါတည်းတောင်မှစားချင်တာ။နိုင်လက်တဲန်ကမြင်းမြန်ကိုလေးနေတယ်လို့ပါပဲ။အေဂရီဟာကြက်သွန်းနဲ့ခရမ်းကျင်သီးတွေကိုထူးထူးလေးလှိလိုက်ပါတော့တယ်။ပကံတစ်ခုမှာပလာတာရီထိပ်ပကံလုံးလေးမှာဟင်းတွေဆဲလက်နဲ့ဂျူးစ်တို့ကိုထိပ်ပြီး ထမင်းစားစပွဲပိုင်းမှာခင်းလိုက်ပါတော့တယ်။အော်မနှက်စာရပါပြီ။အားလုံးလာစားလို့ရပြီနော်။တော်လိုက်တာမကြီးရဲ့။ခုနှစ်နိုင်အတိမှာမနှက်စာထမင်းစပွဲပိုင်းပေါ်ရောက်လာတာပဲ။ ။မကြီးကဒီနေ့မနက်စာမှာ cheese အများကြီးလဲထည့်မထားဘူး။အော်အေးရမြန်မြန်ထားမှလည်းမြန်မြန်မျိုးစုံချက်ပြုတ်နိုင်မှာပေါ့။အခုတော့တစ်ချိန်မှာဟင်းတစ်မျိုးပဲချက်နိုင်တယ်။ဟင်းတစ်မျိုးသုံးမျိုးချက်ပြီးတော့အထောင်းလေးတွေပါညာလှုပ်ကျွေးမယ်ကိုမရှိဘူး။ဘာတွေဖြစ်ချင်ကြမှန်းကိုမသိဘူး။ခုနှစ်နိုင်ထိုးတာနဲ့ထမင်းစပွဲဝိုင်းပေါ်မှာအစင်သစ်မနှက်စာရောက်လာတာကိုလူချင်းနေပြီးရင်36မျိုးလောက်ချက်ထားတာကိုလည်းစားကျင်ကြတယ်။အဖွားရေမနှက်စာဆိုတာပုတ်ပုတ်ပပပဲစားရတယ်။ Happy Meal ကိုစားရင်အစာမကြေပဲဖြစ်လိမ့်မယ်။ ချွေးမရဲ့အဖေတို့ကပေါ့ပေါ့ပါပါစားရင်ဘိုက်ကမပြည့်ဘူးဒီတော့တမီးကလည်းအများကြီးအများကြီးချက်ပြုတ်တာဟုတ်ကဲ့ပါဖေမနေ့ပြန်စားပြီးတမီးထမင်းသုံးနှက်စားလုံးတခါနဲ့ချက်ပြုတ်ထားလိုက်မယ်တမီးလည်းအနာရမယ်အဖေတို့လည်းစားချင်တဲ့လောက်တာထည့်စားလိုက်ကြဘာဖြစ်လို့လဲချွေးမတခါနဲ့ချက်ပြုတ်ထားချင်တယ်ဆိုတော့ညီကထမင်းသုံးနှက်စားလေးကိုလက်လက်ဆက်ဆက်ချက်ပြုတ်ကျွေးရတာအရင်ပင်မနေရလားဟင်မဟုတ်ရပါဘူးအမေအဖေအတွက်ကိုထမင်းနဲသွားတယ်ဆိုလို့တမီးကပြောပြတာပါ ။ထမင်းဟင်းအပိုးဆိုတာထမင်းနဲ့ဟင်းကိုပဲပြောတာမဟုတ်ဘူး။နေတိုင်းဟင်းတွေကိုအမျိုးမျိုးပြောင်းပြီးချက်ရတယ်။ဥပမာပြောရရင် ထမင်းစားပြီးရင်အချိုတဲတာမျိုးမနက်စာစားချိန်ရိုရိုပလာတာနေရာမှာအစာတုတ်ထားတဲ့ပလာတာမျိုးကိုပြောတာ။အဲ့ဒါနဲ့ပဲအဖေါ်ကအားလုံးရဲ့စကားကိုဖြတ်ပြီးပြောခဲ့ပါတယ်။နေနိုးတွေကလည်းစားတော့ချိန်မှာဘာဖြစ်နေကြလဲ။စားဖို့အတွက်ကိုပြင်ဆင်ကြတော့မြေချွေးမကြီးညီလေထမင်းကိုပြီးစားတော့ရှစ်နိုင်ကြော်သွားရင်မနက်စာမရတော့ဘူး။ဟုတ်ကဲ့ပါဖွား။ အနောက်ဇီယာအေဂရီလင်းမှာချွေးတွေတပြိုင်ပြိုင်ကြပြီးချွေးတွေဟာထမင်းစားပကံတဲကိုပါကြာလာပါလေအခုချိန်မှာမစားသေးဘူးဆိုပြီးညင်းလိုက်ရင်နေ့လယ်စာအချိန်မှစားရတာပါတော့မယ်မိဖို့ကြောင့်လေးကိုဝင်ခွင့်ရှိမယ်ဆိုတာကိုသူကသိနေပါတယ်ဟိုးတလောက်မနဲ့အစောကြီးကိုထမင်းတလောက်တောင်စားချင်စိမ့်မရှိဘူး9နိုင်10နိုင်ထုံးမှဘိုက်ကစားတာရခမအိမ်မှာ9နိုင်မှာမနဲ့စားစားဖို့မပြောနဲ့ကြည်ခွင့်အောင်ရမှာမဟုတ်ဘူး အဲ့ဒီအချိန်မနက်စာစားချိန်ကုန်ဆုံးသွားပြီဆိုတော့အချက်ပေးတန်ကမိဖို့ကြောင့်လည်းကနေမြည်လာခဲ့ပါတယ်။လက်လာရေနောက်ဆုံးတလုတ်ကိုမြင်မြန်စားလိုက် မဟုတ်ရင်ဖွားကပကံကိုတင်လိုက်လိမ့်မယ်။ကလေးနှစ်ယောက်လုံးကပကံထဲမှာကျန်နေတာတွေကိုပါဇက်ထင်းမြင်မြန်ထည့်လိုက်ပါတော့တယ်။ချွေးမရေမြင်မြန်အကုန်လုံးရဲ့ပကံတွေကိုမိဖို့ကြောင့်လည်းတင်သွားလိုက်တော့နေခင်းကြရင်ထမင်းစားဖို့အဆင်သင့်ဖြစ်အောင်ထမင်းစပွဲဝိုင်းအောင်တန်ရှင်းလောက်ထားနော်။ဟုတ်ကဲ့အမေ ကုန်လုံးစားတောက်ချတဲ့ထမင်းဟင်ပကံတွေကိုအီဂရီကမိဖို့ကြောင့်လည်းသိမ့်လာပါတယ်။ဟာအမလေးဖရားရေအမေကငောက်မနက်၄နိုင်၅နိုင်ဆိုမနက်စာပြင်ဖို့လာနိုးလိုက်တယ်။ငောက်မှမနက်စောရင်မနက်စာစားပင်ပြင်လိုက်တာ။ပကံနေအခုမစေးပဲခဏသွားမေးလိုက်ချင်တယ်။အီဂရီကမိဖို့ကြောင့်မှမတည့်ရပြီးတွင်းနေတော့မေးရှိပါသေးတယ်။အဖွားကမုံညင်းတွေကိုကင်ပြီးဝင်လာခဲ့ပါတယ်။နေချွေးမရေနေခင်းရဲ့နေ့လယ်စာထဲမှာမုံညင်းကိုဟင်းနဲ့ထည့်ချက်လိုက် ကျွန်တော်ကြုံနေနေပြီးပလာတာလုတ်လိုက်နော်။ဘွားဟာနေလိန်စာပြင်ဖို့ပြောပြီးထွက်သွားလိုက်ပါတော့တယ်။အေဂရီကပကင်းတွေကိုစောင့်အောင်ပြီးတော့စီးကျုံနေခဲ့ပါတယ်။ဖျားရေဘလို့လူတွေမှန်းကိုမသိဘူး။ရခမအင်ရဲ့ချမင်းသုံးနဲ့စာချက်နေရတဲ့ကြားထဲမှာငါတို့အလူးလိမ့်မယ်။သူတို့တွေစားထားတဲ့ပကင်းတွေကိုစေးပြီးရင်မုံညင်းတွေကိုလည်းတင်ရအောင်မယ်။နွဲ့နွဲ့ကိုသွားပေးထားလိုက်မယ်။သူအခန်းထဲမှာထိုင်နေရင်ဟင်းတင်လို့ရအောင်။အချိန်ကုန်လဲတက်တာသွားမယ်။ ဧဂရီဟာမုံညင်းတွေအားလုံးကိုပကံတစ်ခုတည်းထည့်ပြီးယူလာပါတယ်။နွွင့်ကတော့ TV မှာကိုရီးယားဒရမာကားကိုကြည့်နေပါတယ်။နွွင့်ရဲ့ TV ထိုင်ကြည့်နေတဲ့မုံညင်းတွေတင်မေးပါလား။နေခင်းကြရင်ပဲချက်ရတော့မှလေ။အလွတ်လွတ်ရမှမို့နွွင့်ကမျက်နှာပြက်သွားပါတော့တယ်။ဒါရီယာရောင်မရဲ့အလုပ်လေကို့ပါသာလှုပ်လိုက်လေ။ကျမဒီမှာဒရမာကားကြည့်နေလို့ဘာဖြစ်လို့လဲနွွင့်။မိဖို့ကြောင့်ထဲမှာရှိတဲ့အလုပ်တွေကငါတယောက်တည်းအတွက်လား။ငါတယောက်တည်းနင်တို့အားလုံးထမင်းသုံးနှက်စာချက်ကျွေးနေရလေ။ ကျမတို့ထမင်းချက်ကျွေးရတာကျေစုပြုတ်နေရတာမဟုတ်ဘူးဒီအိမ်ကချွေးမဆိုတော့အဲ့ဒါကြောင့်ဒါတွေကချွေးမတယောက်ရဲ့တာဝန်တွေပဲနင်တို့ရဲ့ပြန်ပြောတဲ့စကားတွေကိုကြားပြီးအီဂရီကမိဖို့ကြောင့်လေးပြန်ဝင်လာခဲ့ပါတယ်ပကံတွေစေးမိဖို့ကြောင့်တန်ရှင်းရေလောက်တာနေမနက်၁၇နာရီခွဲသွားပါတော့တယ်အမလီဖျားရဲ့မနက်မနက်ကိုတလောက်ပကံနေအများကြီးစားရကြတာစင်းကြောင်းနဲ့နေခင်း၁၇နာရီ၁၂နာရီထိုးလို့အခုမှမုံညင်းတွေကိုတင်ရမယ် ပြီးနေခင်းတနာခွဲဆိုတာနဲ့အားလုံးကနေခင်းဆောင်အစင်တဲ့လိုချင်ကြတယ်။အင်ဂရီကအချိန်မှန်နေလေခင်းစာရဖို့အတွက်ချက်ချင်းစုံးနဲ့ပုတ်နေတဲ့မုံကြီးရတွေကိုတတိမထားမိလိုက်ပါဘူး။မုံကြီးရတွေကိုမြ мян လီပြီးအိုးထဲမှာထည့်ချက်လိုက်ပါတော့တယ်။အပြိုင်ထဲမှာပဲထမင်းတိမ်ဂျုံနေပြီးပလာတာတွေကိုလည်းမြ мян လုလိုက်ပါသေးတယ်။ဒီလိုနဲ့ပဲတနာကြီးခွဲသွားပါတော့တယ်။နီလေစာစားချိန်အချက်ပေးတံမြည်လာပါတယ်။ထမင်းစားစပွဲဝိုင်းပေါ်မြ мян မင်းထမင်းဟင်းတွေကိုလာချလိုက်ပါတယ်။ နေ့လယ်စာဆင်းနေဖြစ်ပါပြီ အားလုံးလာစားကြပါလူတဝက်လောက်ကထမင်းစားဖို့ရောက်မလာကြသေးဘူးချွေးမသူတို့တွေရောက်လာမှထမင်းအတူတူစားကြမယ်တဖြည်းဖြည်းနဲ့အကုန်လုံးကထမင်းစားစပွဲဝိုင်းမှာလာပြီးတော့ထိုင်လိုက်ကြပါတော့တယ်ဒီချိန်မှာအဖေရဲ့နှာခေါင်းထဲမှာဟင်းနံတွေကမှုပြန့်ပြီးတင်းပြန့်နေခဲ့ပါတယ်အိုးဒီနေ့တော့ထမင်းဟင်းရဲ့အနံ့တွေကအရင်ကမှုနေတာပဲချွေးမကြီးဒါနဲ့ပဲတားကြီးဖြစ်တဲ့နန်းနှင်းကလည်းပဲပြောခဲ့ပါတယ် တကယ်ဟင်းတွေကရဲမွေးနေတာပဲအေဂရီရေဒီနေ့နေ့လယ်စာမှာဘာဟင်းတွေချက်ထားတာလဲဟုတ်ကဲ့မုံညင်းနဲ့ရောချက်ထားတဲ့ပဲထမင်းပူရီနဲ့မုံညင်းကိုအစာသွတ်ထားတဲ့ပလာတာတွေချက်ထားတယ်မကြီးရေဒီနေ့တော့ထမင်းဟင်းကိုအပီပြင်ဆွဲရပြီပဲမြင်မြန်တော့ခူးကြွေးပါတော့မင်းကတတလုံးငါမိမကိုပဲထမင်းဟင်းချက်ကြွေးခိုင်းတော့မှလားမင်းလည်းမင်္ဂလာဆောင်လိုက်ဦးလေမင်္ဂလာဆောင်အကြောင်းပြောတဲ့အခါမှာကြော်ကြော်ကရှက်သွေးဖြာသွားပါတော့တယ် ဘာလို့ကိုကြီးอ่ะကျွန်တော်ကိုဆိုအမြဲတမ်းစနောက်နေတာပဲဒါပေမဲ့မင်းအကိုကြီးပြောတဲ့စကားအမှန်ပဲလေမင်းอ่ะပဲချိန်ထိလူပြိုကြီးလောက်နေအောင်မလဲဒီနေ့ဆိုရင်ပဲအသက်က25နှစ်ပြည့်နေပြီမင်္ဂလာဆောင်ဖို့ကဒီအသက်ရွယ်အတော်ပဲဖိတ်ကြီးရေကြကြောအတွက်သရိုးသမီးရှာဖို့ဖုန်းကြီးနဲ့စကားတော့ပြောလိုက်အောင်လေကောင်မလေးကအိမ်မုတ်ကိစ္စနိုင်နေပြီးတော့အိမ်ုံထိမ့်သိမ့်နိုင်တဲ့သူဖြစ်ရမှာနော်အေးပါမိမရေဒီနေ့ပဲဖုန်းကြီးနဲ့စကားတော့ပြောလိုက်ပါမယ် စကားတွေပြောဆိုကြရင်းနဲ့အကုန်လုံးကနိလိန်စာစားနေကြပါတယ်။ဒီချိန်မှာအီဂရီကတကားဝါကိုပဲကြည်နေပါတယ်။ဒီနေ့တော့ကလေးတွေအိမ်ပြန်လာနောက်ကြတယ်။နှစ်နိုင်ခွဲဆိုထမင်းစားချိန်အပြီးပြီ။အဲ့ဒါဆိုငါတို့လေးတွေကိုပါကျွေးရမလဲ။မမောင်ရေဒီလိုပယွက်စိတ်လိုနှစ်နေလေးလမ်းလျှောက်နေမယ်ဆိုရင်အိမ်ကိုနှစ်နိုင်ခွဲလောက်မှရောက်လိမ့်မယ်။ပြီးရင်အဖွားကနိလိန်စာစားဖို့ပြီးတော့မှမဟုတ်ဘူး။ညကြမှာတင်တာပဲတန်းရမှာ။တလရဲ့လမ်းလျှောက်နေတာပဲ။ ဒါမဲ့နေရတလောက်ကြည်ကြတော့ပူနေရ ayu ကလေးနှစ်ယောက်ကလမ်းကိုမြဲမြဲရှောက်ပြီးလေးလိုက်စားစားချိန်မပြီးခင်10မိနစ်လိုမှအိမ်ကိုရောက်လာကြတဲ့အချိန်ကျန်းတဲ့သူတွေကထမင်းတွေကိုတော်ပါတပြင်းစားနေကြပါတယ်ရောက်လာကြပြီလားမြေးလေးနဲ့မြေးမလေးတို့ထိုင်ခုံပေါ်မြဲမြဲထိုင်ပြီးနေ့လယ်ဆောင်မြဲမြဲစားလိုက်အဖေရေတားရဝတ်တွေချွေးနေနဲ့ဆူရွှဲနေတာလလုံးစဲထမင်းမစားချင်သေးဘူးလေပဲခံချင်တာဒီလိုပြောပြီးချွေးတွေဆူရွှဲနေတဲ့အဝတ်ကိုလဲဖို့ မမောင်ကအခန်းထဲကိုသွားလိုက်ပါတော့တယ်။တက်လာကတော့ကျောင်းဝင်းစုံနဲ့ပဲထိုင်ကုန်းမှမြ мян ထိုင်ပြီးနီးလေစာစားနေပါတော့တယ်။အဲဒီချိန်မှာအီဂရီလေးနီးလေစာစားနေခဲ့ပါတယ်။နှစ်ယောက်လုံးကတလုံးနှလုံးပဲစားရပါသေးတယ်။နီးလေစာစားပြီးချင်းဆိုတဲ့အချက်ပေးတံမြည်လာပါတယ်။ဒေါ်စသာက အကုန်လုံးစားနေတာကိုရက်ခိုင်းလိုက်ပါတော့တယ်။တော်ပြီ အကုန်လုံးစားနေတာရက်လိုက်ကြတော့ဒါပေမဲ့အဖွားရင်တမီးအခုမှသမီးနဲ့ပဲဟင်းကိုနှစ်လုံးပဲစားရသေးတယ်။ပိုက်တော်မပြည့်သေးဘူး။ ကျောင်းကနေလိတ်လို့ဖြစ်ဖြစ်လေးရှောက်ပြီးအိမ်ပြန်လာပါလို့ဘသူကပြောလို့လဲ။ကဲခုပကံပေးတော့ဒေါ်စားစားကလှလရဲ့အရှိကစားနေတဲ့ပကံကိုတင်းယူလိုက်ပါတော့တယ်။လှလမှာဘိုက်တွေရဲန်းကိုစားနေကြတာပါ။ဘိုက်ကလည်းမပြည့်လို့မျက်ရည်တွေလည်းကျလာခဲ့ပါတယ်။အဖေရဲ့သမီးကိုနေ့လယ်စားစားပါစေလို့အဖေကိုပြောပေးနော်။အမေရဲ့အိမ်မှာထုတ်ထားတဲ့စီကံကြက်တွေအရှိမှနန်းနန်းကအမေကိုတခုမှပြန်မပြောနိုင်ပါဘူး။ ဘာမှမဖြစ်ပါဘူးသမီးရဲ့ညကြမှညတာကိုတီချာစားလိုက်ပေါ့အမေကလည်းအိမ်မှာပါစီကန်းချက်တွေထုတ်ထားမှန်းဟုတ်မသိဘူးခလေးတွေအတွက်တော့စားတော့ချင်တတ်မှတ်တယ်ဆိုတာမဖြစ်တဲ့ဘူးဒီလိုနဲ့အချင်းတွေကုံသွားပါတော့တယ်ကြောကြောအတွက်နီရှာဆိုတဲ့ကောင်မလေးနဲ့မင်္ဂလာဆောင်ဖို့အတီဖြစ်သွားပါတော့တယ်နီရှာကအစားတော့တောင်းချင်ပါတယ်လက်ဖက်ရည်စမူစာပေးရကြောပဲလုံးနှုတ်ခဲဟင်းပူရီသမင်းတွေအကောင်အစင်းနဲ့ဖြစ်နေပြီး တလောက်အရသာရှိတဲ့စားတောက်ဆရာတွေအများကြီးတွေ့သွားပြီးတရေတောင်ကြလာပြီးနည်းနည်းလောက်စားလာအောင်မယ်။နီရှာကစမုစားနဲ့ဘေယာကျော်သုံးလေးခုကိုမြင်မြန်စားလိုက်ပါတော့တယ်။အဲ့ချိန်မှာသူ့အမေဒေါ်စင်ကမိဖုချောင်းလေးကိုဝင်လာခဲ့ပါတယ်။အေးအေးမြင်မြန်မြင်မြန်စမုစားနဲ့ဘေယာကျော်တွေပိုက်ထဲထိုးထည့်လိုက်။ဘယ်ချိန်ကြည့်ကြည့်ဒီကောင်မလေးကအစားနဲ့ပဆက်ပြက်တယ်ဆိုတာမရှိဘူး။ဖျားရေတပည့်တော်ကဘလို့အစားတောင်းကျတဲ့ကလေးမျိုးမွေးထားမှန်းကိုမသိဘူး။အမေကလည်းစကားသေးသေးလေးကိုအကြီးကြီးလှုပ်ပြီးပြောနေလိုက်တာ။ ငရုတ်တိမဆလာတို့တေချာထဲ့ထားလားဆိုတာသမီးမြည်ကြည့်ုံလေးပဲ။ငါ့ကိုစာပြတ်မသိနဲ့။ငါညီအမေဆိုတာနားလေလား။မနှက်စာအတွက်ကအစင်းသင်းဖြစ်နေပြီ။ဒါပေမဲ့တလောက်အများကြီးအစားစာတွေပါလို့ချက်ထားရလေ။အမေပဲမနှက်စာနဲ့ထမင်းတွေချက်ထားလို့ပြောလိုက်တာလေ။ငါညီကိုနည်းနည်းပဲချက်ခိုင်းတာ။သုံးနှက်စာထမင်းကိုတခါနဲ့ချက်ခိုင်းတာမဟုတ်ဘူး။ဒီကောင်မလေးကတော့ဘလောက်တိုင်းတာနဲ့ချက်ရမယ်ဆိုတာကိုမသိဘူး။ဘယ်တော့ကြည့်ကြည့်တနက်စာနေရာမှာသုံးနှက်စာထမင်းကိုချက်ပြစ်တာပဲ။ ခဏကြာမှဒေါ်စံစာတို့အင်းကနီရှာကိုကြည့်ဖို့အတွက်အင်းကိုလာကြပါတော့တယ်။နီရှာကစပွဲဝိုင်းမှာလဖြစ်ရင်စမူစာ၊ဗျာကျော်အငယ်မုံနဲ့မုံကျော်တွေကိုတင်ခင်းလိုက်ပါတယ်။စပွဲဝိုင်းမှာမုံတွေတွေ့တဲ့အခါမှာမောင်မောင်နဲ့လက်လာတို့ကမုံချိုတွေကိုယူယူပြီးတော့စားကြပါတော့တယ်။ဒီစမူစာတွေကအရင်အရသာရှိတာပဲ။အငယ်မုံလေးတွေစားရတာလဲကြွရွာနေရပဲ။မုံချိုလေးတွေကလည်းစားလို့ကောင်းနေ။အန်တီနောက်ထပ်မုံတစ်ခုယူစားလိုက်ရမလား။ အေးအေးကလေးတို့ကြိုက်တဲ့လောက်ယူစားကလေးတို့တွေစားဖို့ပဲပြင်ထားတာလေကလေးတွေဒီလိုစားနေတာကိုတွေ့တဲ့အခါအဖွားကဒေါ်စန်စာရဲ့နားထဲမှာတိတ်တိတ်ကလေးပြောပါတော့တယ်ဖေယားဖေယားဆဆာကြီးအခုမှအမျိုးတော်ရမယ့်အိမ်မှာဒီကလေးတွေကဒီလိုအများကြီးစားနေတာကိုသူတို့တွေတွေ့ပြီးငါတို့တွေဘာမှမကြွေးပဲထားတယ်လို့ထင်နေအောင်မယ်အမေရေအိမ်ပြန်ရောက်ပါစေသူတို့အိမ်ရောက်မှသေချာဆုံးမရမယ်လက်ဖက်ရည်စမူစာနဲ့ပရာကျော်ရီအေးနေပြီးအားလုံးစားလိုက်ကြပါဦး အကုန်လုံးကဟန်ပြအနေနဲ့ငံမုံလေးစားပြီးလက်ဖြစ်ရေးတောက်လိုက်ကြပါရယ်ကျန်တော်ကိုတော့မစားကြပါဘူးအကုကြီးအမကြီးအဖွားတော်ကမနှက်ဆောင်တေးချာတော့မစားကြဘူးကျမနေ့လယ်စားတော့ချက်ခန်းလိုက်ပြီးအားလုံးနေ့လယ်စားစားပြီးမှပြန်ကြနော်အမိခမရဲ့အစားတောက်တူဘာလို့ချက်ခန်းရတာလဲမင်းကလေးကိုလာကြည့်တာမနှက်စားလောက်နေတယ်ရပါရယ်အနာအကြမ်းမှာတော့နေရှားကထမင်းစားသွဲဝိုင်းမှာ36မျိုးလောက်ရှိတယ် င်းမျိုးစုံနဲ့တင်ခင်းလိုက်ပါတော့တယ်။ဘလောက်ကြောင့်များလဲဆိုရင်ထမင်းဟင်းတွေကိုတုံးနဲ့ခွဲစားလို့ရပါတယ်။ထမင်းဟင်းတွေကရတာရှိလွန်းလို့အကုန်လုံးကထက်ခါတလေလေးတောင်းမီစားနေကြပါတယ်။တော်လိုက်တာအမကြီးရဲ့သမီးလေးကစပိုမှုတယောက်လိုပဲထမင်းဟင်းကိုချက်တက်လိုက်တာ။ဟင်းတွေအကုန်လုံးကအရင်ကအရတာရှိတယ်။ဟုတ်ပါတယ်။ကျမသမီးလေးကထမင်းချက်တာအရန်တော်တယ်။အဲ့ဒါကြောင့်အန်ဒီရဲ့ကျမတို့ရဲ့ရောင်းမငယ်လေးချက်တဲ့သုံးနှစ်စာလောက်ရှိတဲ့ထမင်းတွေကိုကျမတို့ကတပြိုင်နဲ့စားပြစ်လိုက်ကြတာပေါ့ ဒေါ်စန်းစားကအသီးနှံမုံချူအဝိဆာနဲ့အုံသီးတို့ထည့်ထားတဲ့ဘန်းကိုနီရှာကိုပေးပါတယ်။ယနေ့ငယ်ချမ်းမမင်္ဂလာဆောင်ပေးပြီးနီရှာကိုအိမ်ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့အခုကြည့်ရမှာက၃နှစ်စာကိုတပြိုင်တည်းချက်တဲ့နီရှာဟာသူ့ရောက်ခမင်းရဲ့ထမင်းဟင်း၃ချိန်ချက်ရတာကိုအတိုင်းအတာနဲ့ချက်နိုင်မလား။ဒါမှမဟုတ်ရင်စည်းကမ်းတွေကိုချိုးပေါက်မလားဆိုတာဒါဝရောဆက်ကြည့်လိုက်ကြရအောင်။အေဂရီကနီရှာကိုပျော်ရွှင်စွာနဲ့တခြင်းဆိုရင် အာရတီလုပ်ပေးပါတယ်။ ခြေရတဲ့ရောင်မလေးရဲ့ဂျင်းခုံစွာနဲ့မိသားစုဝင်အစ်စ်တွေနဲ့တွေ့ရပါတော့မယ်အိမ်မှာအမေရဲ့စကားတခုမဲသူ့ရဲ့စကားဘသူမှမလွန်ဆန်နိုင်ဘူးရောင်မကြီးရဲ့ကောင်းလိုက်တဲ့စာသားပါလားအမေအတွက်စိုးထားတဲ့စာသားတွေကွက်တိပဲနီရှာကဆန်အိုးကိုကံပြီးအိမ်ထဲဝင်လာကရောက်ကတိရောက်ခမှာအဖေတို့ရဲ့ကောင်းချီးမြတ်တာကိုခံယူပါတယ်အမေရန်ကျမ်းမပျော်ရွှင်ပါစေကလေးတွေအများကြီးလဲမွေးပေးနိုင်ပါစေမြေးချွေးမငယ် နက်ဖြန်အစပြီးတော့တမိချက်တဲ့ထမင်းလက်ရာတွေကိုစားရတော့မယ်။မနက်ဖြန်ကတမိရဲ့ပထမဆုံးမိဘကြောင့်ဝင်ရမယ့်အစင်လား။အဲဒါကြောင့်အချိန်မှန်အိပ်ပြီးအချိန်မှန်ထဒါမှမနက်ကိုစောစောထနိုင်မှာ။ဟုတ်ကဲ့မေ။အားလုံးကအနားယူဖို့ကိုစီခန်းလေးကိုပြန်သွားကြပါတော့တယ်။စင်နာရီထိုးတာနဲ့အိတ်တဲအချင်းရှိတဲ့ကြောကြောဟာအိရဘောရောက်တာနဲ့တမ်းပြီးဤပြောသွားပါတော့တယ်။ဒါပေမဲ့နီရှာမှာတော့အိတ်လို့မပြောပါဘူး။အမလီရဲ့ဘိုက်တွေစားလိုက်တာ။ မင်္ဂလာဆောင်တဲ့အချိန်ရှက်လို့ဆိုပြီးတေးချာတော့ဘာမှမစားခဲ့ဘူးမိဖို့ကြောင့်ထဲမှာတခုခုချက်ထားတာကြံသေးရင်အဲ့ဒါပဲစားလိုက်တော့မယ်ဘိုင်းဆောင်လုံးတို့မိဖို့ကြောင့်လေးကိုဝင်လာတဲ့နေရှားကမိဖို့ကြောင့်ထဲမှာတွေ့လိုက်ရတာဟာတောက်ပြောင်နေတဲ့ပကံတွေပါပဲပါစားရတော့မှလည်းဘာမှလည်းချက်ထားတာမရှိဘူးရေခဲတက်တာဖွင့်ပြီးကြည့်လိုက်ပါအောင်မယ်နေရှားကရေခဲတက်တာတွေကနေအသီးနှံတွေကိုယူစားနေခဲ့ပါတယ် မိဖို့ကြောင့်ကဒေါ်စားသားရဲ့အခန်းနဲ့ကက်ရဲဆိုတော့မိဖို့ကြောင့်မှမီးထွန်းထားတာမြင်လို့ဒေါ်စားသားကမိဖို့ကြောင့်လေးဝင်လာခဲ့ပါတယ်။ဖေးမငယ်ဒါဘာလဲည7နာရီထိုးနေပြီအဲ့ဒါကိုအစာစားနေတယ်။အမေတမီးရမင်္ဂလာဆောင်မှာထမင်းသေးချာမစားထားတော့ဘိုက်ကအရန်စာနေတာ။ချွေးမငယ်ဘိုက်စားတယ်ဆိုရင်လည်းအသီးနှံခွဲပြီးကိုယ်ခန်းထဲကိုယူသွားလေ။အခုလိုမိဖို့ကြောင့်မှစားကျွန်းစားကြံနေထိုင်တိုးတက်မှုဆိုတာဖြစ်မလာဘူးမိဖို့ကြောင့်နဲ့ပတ်သက်ပြီးရှင်းဟောင်းယူရီယူတဲ့ရောက်ခမကြောင့် နီရှားကစိတ်ညစ်ပြီးအခန်းထဲကိုဝင်လာခဲ့ပါတယ်။မနေ့လေးနာရီထိုးတာနဲ့နှွေးနှွေးကအခန်းတကားကိုလာခောက်ပါတယ်။ကျောင်းမငယ်ရေးရေမြမြန်ချိုးပြီးမနေ့စာပြင်ဖို့အတွက်မိဖို့ကြောင့်နဲ့သွားပါတော့။တလောက်စော်ရီဘာလုပ်ဖို့လဲ။အခုမှမနေ့လေးနာရီထိုးသေးတာလေ။နီရှားကခေါင်းအုံးနဲ့နောက်ကိုပိတ်ပြီးပြင်အိသွားပါတော့တယ်။ဒါနဲ့ဒေါ်စားစားကစိတ်ထူသွားခဲ့ပါတယ်။ချွေးမငယ်ချွေးမငယ်မြမြန်အိမ်ရာထပြီးအပြင်ထွက်လာတော့ကြကြောရေးချွေးမနှိုးလိုက်စမ်း။ ဟုတ်ကဲ့မေအိယာထထသွားပြီးတော့အခုရေချုံးနေပါတယ်။နေရှာရေမြင်မြင်ထတော့ကိုရွေမှာအကုန်လုံးကမနဲ့စားဘူးစိုးကြီးစားကြတာ။ချေချောကလည်းဘာလဲဟာနားရီတော်ညီးတယ်။ကဲထပါပြီ။နေရှာကအိချင်မူတူးနဲ့ရင်မိုးချုပ်ပြီးငန်းနာအိမ်မှာမိဖုကြောင့်တွေကိုရောက်လာခဲ့ပါတယ်။မိဖုကြောင့်တွေမှာအိဂရီကဟင်းသီးဟွရတွေလှီးနေခဲ့ပါတယ်။ဒါတော့မနဲ့အစိုးကြီးကက်စ်မိဖုပေါ်မှာလဖြစ်ရေကိုစူးအောင်လို့တိတ်ထားပါတယ်။အိယာနိုဗီလာနေရှာ ဒီနေ့ကညီမလေးရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ်နေ့လေမနှက်စာစားချိန်ရောက်တော့မှဆိုတော့အမြိုင်ချက်ပြုတ်ရမယ်ကြုံလဲနေပြီးပြီအသီးရွက်တွေလည်းလှီးပေးပြီးပြီမြင်မြန်လေးချက်ပြုတ်လိုက်မိဖို့ကနှစ်ခုပဲရှိတာဆိုတော့အချိန်ကပိုကုန်တယ်ခုနှစ်နိုင်ထိုးတာနဲ့ထမင်းစပွဲဝိုင်းမှာမနှက်စာဆင်တဲ့ရောက်လာတာဖြစ်နေရမှာနော်နေရှာဟာတစ်ဖက်မှာဟင်းကိုမြင်မြန်ချက်နေပြီးတစ်ဖက်မှာဒေဥကိုတဲပြီးပူရီကြုံနေခဲ့ပါတယ်အေဂရီကဆဲလက်တွေကိုလှီးလိုက်ပြီးဂျူးစ်လေးဖြိုလိုက်ပါတယ် ခုနှစ်နာရီမထိုးခင်မှာပဲအကုန်လုံးကိုမင်းဆက်ပြင်ပေးလိုက်ပါတော့တယ်။မင်းဆက်မှာပူရီအာလူဟင်းဆဲလန်ဂျူးစ်မုန့်ချုံနဲ့သမိုင်းကျော်လေးပါပါတယ်။မင်းဆက်ပူပူလေးရပါပြီ။အကုန်လုံးသုံးဆောင်ကြပါ။ဒီနေ့တော့တင်ဟုတ်ပါလား။6:45လေးပဲရှိသေးတယ်။မင်းဆက်အစင်းစင်းဖြစ်နေပြီ။အကုန်လုံးဟာမင်းခုနှစ်နာရီထိုးမှစောင့်နေတာကို ကြည့်ပြီးနီရှာကပြောခဲ့ပါတယ်။မနက်စာအေးနေပြီဘာလို့ဘသူမှမစားကြသေးရလဲရောင်းမရေ ကျမတို့အိမ်မှာထမင်းစားတဲ့သုံးကြိမ်လုံးကအချိန်နဲ့တတ်မှတ်ထားတာတားဘလို့အယူကြီးလဲကိုအရှိမရောက်နေတဲ့အစားအစာအတွက်ထိုင်ဆောင်ခိုင်းစရာမလိုပါဘူးအစားအစာစော်ကားရရောက်တယ်ချွေးမကြီးအိမ်နိုင်အိမ်နိုင်မှာထမင်းစားတဲ့အချိန်ဆိုတာတတ်မှတ်တဲ့နိုင်ငါတို့တို့ရဘဲချိန်မဆိုစားတတ်တဲ့သူတွေမဟုတ်ဘူးအားလုံးနဲ့အတူနီးရှားလေးပဲထိုင်ဆောင်နေရပါတယ်မနေ့ခုနှစ်နာရီထိုးတာနဲ့အချက်ပေးတယ်မိလာတဲ့အခါအကုန်လုံးမနေ့စားစားကြပါတော့တယ်အဲ့နောက်မှာချွေးမနှစ်ယောက်လုံးကပကံတွေကိုစီးကြောကြပါတယ် ဒါနဲ့နေရှာမင်္ဂလာဆောင်ပြီးတာနှစ်ပတ်သုံးပတ်ကြာသွားခဲ့ပါပြီဒီလိုနဲ့တနေ့ညနေမှာတော့ချွေးမရေဒီမာရော့ပတ်စံညီတို့ချွေးမနှောက်ဈေးုပ်သွားပြီးညကြိုင်ချက်ပိုးဟင်းသင်းရွက်လက်လက်ဆက်ဆက်တွေဝယ်လာခဲ့ကြအမေအခုမှနေခင်း၃နိုင်ပဲရှိသေးတာဈေးထဲမှာဘသူမှရောင်းမသူရှိမှာမဟုတ်ဘူးနေရလည်းကြစ်ကြစ်တောက်ပူနေတယ်နေနဲ့နဲ့ရိတ်တာနဲ့ညနေ၅နိုင်၆နိုင်ဆိုရင်သမီးတို့တော့ဝယ်ပေးပါမယ်ချွေးမညီဒီလောက်မှဟင်းသင်းရွက်ဝယ်လိုက် ညနေစာထမင်းကိုည7:00နာရီကျော်မှကျွေးမာလာပြောကျွေးမာနေရလုံးရဲ့စကားဟာရောက်ခမရှိမှတခုံးမှမတူပါဘူးကျွေးမာနေရလုံးကနေပူကြက်တောက်နေတဲ့အချိန်ပါပဲနင်းသီးရွယ်ဝဲဖို့အတွက်ထွက်သွားကြပါတော့တယ်ကျောင်းမရေရောက်ခမကြီးကဘလို့အယူဆတွေနဲ့စီကန်းချက်တွေထုတ်ထားလဲသူတို့တွေကတစ်ခါစားရင်၃နှစ်စာထမင်းကိုချက်ခံပြီးစားကြတယ်တနေ့လုံးထမင်းပကံနေဆေးကြောမိဖို့ကြောင့်တန်ရှင်းလောက်တာနဲ့အချိန်ကကုန်သွားပြီကျမတို့ခန္ဓာကိုယ်လည်းပြင်မှန်းတော့အနာယူချင်တာပေါ့ ငါတို့လည်းပါတက်နိုင်မှလည်းနေရှာရဲ့ငါတို့နှစ်ယောက်လုံးကသူတို့လက်ခုပ်ထဲရှိပဲဒီလိုမျိုးကပယ်ချိန်နေသွားနေအောင်မှလည်းသူတို့ပညာပြဖို့တခုခုတော့လုပ်ရမယ်လေဒီလိုနဲ့လာနေငယ်ကြသွားပြီးနေရှာကကိုဝင်ရောက်သွားခဲ့ပါတယ်အမကအခုကိုဝင်နေဆိုတော့သူ့ကိုခဏခဏတခုပြီးတခုအစားအစာတွေကိုကျွေးနေပါတတော်စားရမယ်ဆိုတော့အမေရဲ့အယူသီးရဲ့အရှိမငါရဲ့တိုင်ရက်နဲ့ကျူးဆက်ခင်ရမှုဆိုတာဝေးသေး ဒီနေ့အစပြီးတော့ထမင်းအပူချက်ထားလိုက်ပြီးငါခဲထဲမှာယူထားလိုက်မယ်။ကိုဝင်ဆောင်နေတဲ့ကာလမှာဗိုက်စားတက်တဲ့အတွက်နီရှာဟာထမင်းဟင်း၃ချိန်လုံးချက်တဲ့အချိန်တိုင်းထမင်းဟင်းပူတွေကိုသူ့ခန်းလေးဖွက်ထားလိုက်ပါတယ်။တခါတလေမှာဂက်စ်မီဘိုရဲ့အောက်မလေးပင်ဖွက်ထားလိုက်ပါသေးတယ်။ဒီလိုနဲ့တနေ့မှတော့အေဂရီထမင်းနဲ့ဟင်းတွေနည်းနည်းလောက်ပိုယူလာခဲ့ပါဦး။ကိုရဲ့ထမင်းနဲ့ဟင်းတွေဟာအကုန်ကုန်သွားပြီ။ဟဲ့ညီတို့ချွေးမနှစ်ယောက်ကဘလောက်ပဲထမင်းကိုချက်လိုက်တာတုံး။ ထမင်းရောဟင်းရောကုန်သွားပြီဘာဖြစ်လို့နည်းနည်းလောက်များပိုမချက်တာလဲအဖွားရေထမင်းဟင်းကိုအများကြီးမချက်ဖို့အမေပဲပြောထားတာအဲ့ဒါကြောင့်တမီးတော့တစ်ချိန်မှာဘလောက်စားနိုင်လဲအလောက်တိုင်းလာပြီးတော့လက်လက်ဆက်ဆက်ချက်ကြတာတစ်ချိန်မှာသုံးနှစ်စာထမင်းကိုချက်ပြီးပေးထားတာအဲ့ဒါလဲသူတို့တွေအတွက်ကနည်းနေသေးတယ်ဘလောက်တောင်အစားချေကြတဲ့သူတွေလဲချွေးမနေရလုံးကသူတို့တွေအတွက်ထမင်းနဲ့ဟင်းကိုချမ်းချမ်းထားလို့နိုင်နိုင်အတွက်လည်းအမြဲတမ်းထမင်းဟင်းကလူလူသွားတတ်ပါတယ် အကုန်လုံးစားပြီးသွားတဲ့အခါမှာချွေးမနှစ်ယောက်ကမိဖို့ကြောင့်မှထိုင်ပြီးထမင်းဟင်းစားနေကြပါတယ်။တလောက်နှစ်တွေကြာပြီးမှပထမဆုံးတတ်မှတ်ထားတဲ့ချိန်မှမဟုတ်ဘဲနဲ့အေးအေးချမ်းချမ်းထမင်းစားပူတာပဲ။တကယ်ပါရောင်းမရဲ့။အမေရဲ့စီးမြင်စည်းကမ်းချက်တွေကြောင့်ကျမတို့ချွေးမနှစ်ယောက်လုံးမှဘတော်မှပိုက်ဝါဝါနဲ့အစားစားခဲ့ရတယ်ဆိုတာမရှိဘူး။အကုန်လုံးထမင်းခူးကျွေးတာနဲ့တင်ကျမတို့ရဲ့အချိန်ကကုန်သွားပြီလေ။ဒီချိန်နွေ့နွေ့ကမိဖို့ကြောင့်ပြင်ဘက်ကနေချွေးမနှစ်ယောက်စားနေတာကိုတွေ့သွားပြီး အမေကိုတခုချင်းစီသွားပြောပါတော့တယ်။ချွေးမတို့ညီတို့နှစ်ယောက်ပြောတာကြတော့ထမင်းတွေကကုံသွားပြီဆို။ထမင်းတွေကနောက်တစ်ခါဘယ်နေရောက်လာလဲပြော။အမလီဖျားရင်အမေအမေကဘယ်နေရောက်လာလဲ။အမေရေတော်သေးတာပေါ့။တမီးကရမတို့နှစ်ယောက်ကိုပုံပြီးတော့ထမင်းစားနေတာတွေးလိုက်လို့လေ။အခုတော့သူတို့နှစ်ယောက်ကိုလူမိပြီ။ဘယ်ချင်းကြီးကြီးနွွေနွေရမီးလောင်ရလေပိညာပဲ။အမေရေကျောင်းမကြီးကဘာအမှားမှမလုပ်ထားဘူး။ကျမပဲထမင်းတွေကိုခြံထားတာ။ ကျမအခုဆိုဘိုက်အဟန်းစားတယ်ဘာဖြစ်လို့လဲချွေးမငယ်ညီထမင်းစားဖို့တနိုင်လောက်နောက်ကျသွားလို့လားညီတို့ချွေးမနှစ်ယောက်ကကို့တဘောကိုဆောင်းပြီးပြီဒီနေ့အစားပြီးသုံးချိန်လုံးထမင်းချမ်းမှတ်ချိန်မှာပဲမိဖို့ကြောင့်နဲ့ဝင်ရမယ်ကြံတဲ့ချိန်ဘသူမှမိဖို့ကြောင့်နဲ့ဝင်ခွင့်မရှိတော့ဘူးဒေါ်ဇာဇာကမိဖို့ကြောင့်အတွက်စီကန်းတစ်ကိုချက်ပြီးထုတ်လိုက်ပါတော့တယ်ဒါနဲ့တတ်မှတ်ထားတဲ့အချိန်အကုန်လုံးစားကြတယ်လို့နေရှာမာလေးသူတို့နဲ့အတူ စားစားရပါတော့တယ် ဒေါ်စားစားကကက်စီနေလာပြီးချေးလနှစ်ယောက်ကိုဘယ်ချိန်မှဘလောက်ဟင်းသီးဟင်းရွက်ချက်ရမယ်ဆိုတဲ့ပမာဏနဲ့ပဲသူတို့ကိုပေးပါတယ်ဒီလိုနဲ့နီးရှာမှာအံ့အင်းချင်းနေလာခဲ့ပါတယ်ကြကြော်ရေရှင့်အမေတတ်မှတ်ထားတဲ့စည်းကမ်းတွေကြောင့်အခုဆိုကျမဘိုက်တော်မဝတော့ဘူးရှင်ကတော့ဘိုက်ဝအောင်စားပေမဲ့ကျမအတွက်ရောစဉ်းစားမိရဲ့လားရှင်နီးရှာရေကိုရီအမေရဲ့စည်းကမ်းချက်တွေကိုမချိုးဖောက်နိုင်ဘူးထမင်းဟင်သုံးတဲ့စားရဲ့စကက်ဂျူးကိုစီစဉ်ရတာလဲလွယ်တာမှမဟုတ်တာ ခဏခဏလေးလေးစားစားရဖို့ရုံးဝနေပြီးတော့အချိန်မီပြေးလာရတယ်။ရုံးဝနေလို့တော်သေးတာပေါ့။လေးလေးစားစားခြင်းဟာတဏှာရီချိန်ရလို့ပေါ့။ဒီလိုနဲ့ပဲရှေ့ဆက်သွားနေပါတယ်။အကုန်လုံးထမင်းစားစပွဲပိုင်းပေါ်ရောက်ပြီးဆိုမှထမင်းဟင်းကိုခူးရပါတယ်။အမေရဲ့ပိုက်ရန်စာနေတယ်။တမီးအတွက်ထမင်းခူးစားလိုက်လို့ရမလားယင်။ချွေးမညီးတီနဲ့ပိုက်စာတာမမြန်လုံးလား။မသိရင်ရထားနောက်ကြတော့မလို့ပဲ။အကုန်လုံးထမင်းဝိုင်းကိုရောက်လာပါစေ။အဲ့ဒီတော့မှထမင်းခူးရမယ်။ ။ဒါနဲ့ပဲနီရှာကဘိုက်အစားလုံးပြီးမိလဲကျသွားခဲ့ပါတယ်။နီရှာနီရှာရေထအောင်လေဘာဖြစ်သွားလဲ။ဘာမှဖြစ်တာမဟုတ်ဘူး။သူ့မျက်နှာကိုရှင်းနေနည်းနည်းပတ်လိုက်။အခုလိုအချိန်မှာဒီလိုကဖြစ်တတ်တာပဲ။အေဂရီကနေရှားမျက်နှာကိုရေအေးလေးတွေနဲ့ပတ်ဖြန်းပေးလိုက်ပါလေ။အဲ့ဒါလေနေရှားကမျက်လုံးပွင့်မလာခဲ့ပါဘူး။ကြောကြောဟာချက်ချင်းပဲဆရာဝန်ကိုခေါ်လိုက်ပါတော့တယ်။အများတို့အားလုံးကနေရှားရဲ့ဓာတ်ရက်ကိုဘယ်လိုမဆိုင်ကြဘူးလား။ ကိုဝင်ဆောင်နေတဲ့ကားလာတစ်လျှောက်လုံးမှာသူ့ကိုတစ်ခုပြီးတစ်ခုစားစာတွေကကျွေးနေရမှာသူ့မှာရဲအားနေနေပြီဆရာရဲ့ကျမတို့အိမ်မှာထမင်းစားတာနဲ့ပတ်သက်ပြီးဘာပြဿနာမှမရှိပါဘူးထမင်းကအချိန်မှသုံးနှစ်လုံးချက်ပြုတ်နေရပဲအမေရဲ့ထမင်းကအချိန်မှသုံးနှစ်လုံးချက်ပြုတ်နေတာနဲ့ဘာဆိုင်လို့လဲမင်းနဲ့နေရှာတော့ကအမြဲတမ်းထမင်းကနည်းနည်းပဲကြံတယ်အမေရဲ့ချက်ပြီးတံမြည်လာတဲ့အခါသူတို့မှဘိုက်ဝအောင်ထမင်းမစားရရှာဘူးဒါကြောင့်မလို့အခုလူတွေဖြစ်ရတာနေရှာရဲ့ကျမ်းမာရေးထိခိုက်တာနဲ့ပတ်သက်ပြီး ဒေါသသားကဝန်နေစွာနဲ့ပဲထမင်းစားရခြင်း၃ချိန်လုံးရဲ့ချိန်သတ်မှတ်ထားတာတွေကိုပေဖြတ်ပေးလိုက်ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။